ဒီနေ့ကတော့ဖြိုးကကောက်ကောင်းညွန့်ကျော်လေးရဲ့စိတ်သာစီပြန်ဟင်းလေးရဲ့တော်ရရခူးလာတဲ့တိုးစရာအစုံနဲ့ထမင်းမေမေစားပြမလို့ပါဖြိုးမလို့လို့အဆုံးထိကြည့်ပေးကြပါအောင်ရှင်ဒီချိန်ကလေဖေးနေသူရှိတော့အညွန့်နေရတော့ကောင်းနေပါဖြိုးကသူရာဒီဆိုရှင်ကတော့စားလေးနဲ့အဆင်ပြေနေရော အလုံးဝမင်္ဂလာပါဖျော်ဖေးရှာနေပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ညနေစာကိုပြွာထမင်းမမိန်နဲ့ဖူဖွဲရာလေးစားချင်လို့ပေါ့နော်တော်ထဲမှာလာပြီးတော့တိုးစရာလေးတွေလက်လက်ဆက်ဆက်လက်ရှာခူးတာပေါ့နော်ကဲဂူရောဖျုံနဲ့တူတူဘာတိုးစရာလေးရမယ်ဆိုတော့တော်ထဲမှာလက်ရှာခူးကြအောင်နော်ဒီတော်ထဲမှာကြတော့လေကောက်ကောက်ညွန်းလို့ဒီခွေးနဲ့ညွန်းလို့ကပေါ်တယ်ပေါ့နော်ပါဒီမှာကောက်ကောက်ညွန်းကျိုးလေးလက်လက်မေးကြရဲ ခွေးနံပင်မတွေ့ဘူးတဲ့လူတွေပေါ့နော်ဒီတာပေါ့သူကဒလမိုးနှွယ်နဲ့နှွယ်အရှိပဲတနေ့ပဲရတယ်ကြော်စားလို့တော့မရပါဘူးနော်တုတ်စားတဲ့ပမာဏတော့ရပါပြီမကြည့်ပါငါခွေးနံညော့ကဲမိုးတွေလည်းရွာလာပြီဆိုတော့မြန်မြန်ဆန်ရမယ်ဟိုဘက်မှာတစ်ချက်တော့ရှာလိုက်အောင်မနော်ကောက်ကောက်ညွန့်တော့နည်းနည်းပဲရတယ်မျက်နှာ ਉਹ လေးဘာကောင်လည်းမသိတက်သွားလို့ပြောဆက်မခူးတော့ဘူးပေါ့နော်။ဒါကြည့်ပါ ဒီနေ့အမြင့်လေးလည်းနည်းနည်းရခဲ့တယ်ပြီးရင်ဒီမှာဒါကကောက်ကောက်ညွန့်ရယ်ခွေးနဲ့ညွန့်ရယ်စင်စပေါ်ညွန့်လို့ခေါ်ရယ်အဲ့ဒါလေးပြုတ်တော့မှာပေါ့နော်ကဲအင်ရောက်လို့ရှိရင်တော့ဟင်းလေးချက်ပြီးတော့ထမင်းမဲမဲစားပါတော့မယ်ကဲအခုတော့ပြန်တော့မယ် ကဲအယောက်တာနဲ့စိတ်ကလေးစားလေးတို့အရသာအရင်နှက်ပါမယ်။ဂျင်းတွတ်တွနီးတွတ်တွဖြူချိတ်ထားတာလေးတွေကိုထည့်ပြလိုက်ပါရစေ။အယောင်လှအောင်လို့ဆလွင်းမုံနဲ့အယောင်တင်မုံလေးထည့်တယ်။အရသာတွက်စားနဲ့အိုစာကြီးရွှေစိုးဟင်းခတ်မုံလေးထည့်တာပေါ့နော်။ဒီအိုစာကြီးရွှေစိုးဟင်းခတ်မုံကိုထည့်ရမယ့်ပမာဏမသိဘူးဆိုရင်လေအထောက်ရဲ့အနောက်မှာလေးရေးထားပေးတယ်ဆိုတော့လေကွက်တိပဲတိလား။ကဲတေချာနေပြီးပြီဆိုရင်စိတ်ကလေးစားလေးတို့ကိုအယသာနှက်ထားလိုက်ပါမယ်။စိတ်ကလေးစားလေးနှက်ထားရတဲ့အချိန်မှာပြုတ်ကောက်ကောက်ညွန်ကြော်မှာပေါ့နော်။ ဖြိုးကူးခဲ့တာတော့နည်းနည်းလေးဆိုပေမဲ့လမ်းမှာဝဲခဲ့လို့လေအများကြီးဖြစ်နေလို့ဖြူးကျော်စားတော့မယ်။စီလေးထည့်မယ်။စီပူလာရင်လေးထားတဲ့အဖြူနီလေးထည့်။ဆနွင်းမုံလေးထည့်ပြီးတော့စီတက်ပေးပါမယ်။ပြီးရင်တော့ခုနကတေချာလေးထားတဲ့ကောက်ကောက်ညွန့်လေးတွေထည့်ပေးပါမယ်။အရသာအတွက်စားနဲ့အိုစာကြီးရွှေစုံဟင်းခတ်မုံလေးထည့်ပါရစေ။ဒီအိုစာကြီးရွှေစုံဟင်းခမုတ်ကကြတော့ FDA ဟာလား SME certificate ကတ်တွေအားလုံးရထားပြီးသားဖြစ်တဲ့အတွက်လူမျိုးပါတာမျိုးစိတ်ချစွာစားသုံးလို့ရတယ်နော်။ ကဲအခုဆိုရင်ဖြိုးရဲ့ကောက်ကောက်ညွန့်လေးရပြီဆိုတော့ခုထည့်လိုက်တော့မယ်ဒီအိုးနဲ့ပဲထူမစေးတော့ဘူးပေါ့နော်စိတ်သားလေးကိုဆက်ပြီးတော့ချက်လိုက်ပါဦးမယ်စီထည့်မယ်စီပူလာပြီဆိုရင်ကျွတ်အဖြူလေးနဲ့ဆနွဲမုံလေးထည့်ပြီးတော့စီတက်ပေးပါမယ်ရောင်တမုံလေးထည့်ပြီးရင်တော့ဖြိုးကအရသာပိုကောင်းသွားအောင်လို့ဥစားကြီးရွှေစုံဟင်းခတ်မုံလေးပါတစုံထပ်ထည့်လိုက်ပါတယ်ကဲစီတက်ထားတာလေးမှွေးလာပြီဆိုရင် ခုနကအရသာနဲ့ထားတဲ့စိတ်ကလေးစားလေးတွေကိုထည့်ပေးပါတယ် ဒီစိတ်ကိစ္စကိုကြတော့ဖြူရလေပဲချက်မုတ်တို့ရှာလကရေတို့နဲ့တေချာဆေးကြောထားပြီးသားနော်ကဲပြီးရင်ရေလေးတရေခံသွားရင်ဖြူနောက်ထပ်ရေထပ်ထည့်ပါတယ်အဖုံးအုပ်ပြီးတော့ခဏချက်ထားလိုက်မယ်မိပြန်သွားလို့အိုးလေးပြောင်းလိုက်ရတာပေါ့နော်ကဲအခုဆိုရင်ရေနှံရေလောက်ခမ်းပြီဆိုတော့ဖြူကမဆလာလေးအုပ်ပြီးတော့ထပ်ချက်ပေးမှာပေါ့နော်ကဲခုဆိုရင်ဖြိုးရဲ့အရန်ဆောက်လို့ကောင်းတဲ့စိတ်ကလေးကြာချီပြန်ရင်လေရသွားပါပြီ ဟုတ်လေတောင်ပေါ်မှာလေတူးစရာလေးလိုက်ခုနဲ့ဘိုက်စာနေပြီဆိုတော့အခုတော့ share စားတော့မယ်ကဲအခုဆိုလို့ရှင်တော့ဖြိုးတော်ရအခုလာတယ်တောစာလေးပေါ့နော်ဒီမှာဂျိုတကောက်လည်းကြော်ပြီးသွားပြီပြောလို့ရှင်ဒီမှာတိုးစရာလေးမိတ်ဆက်ပေးအောင်မယ်မြင့်ပြုတ်ရဲ့အငေါ့ပင်မတွေ့ဘူးကြတဲ့လူတွေလေးဒါအငေါ့ပင်နော် ဒါကြတော့စင်စဘော်ညွန့်ပေါ့နော်စင်စဘော်ညွန့်ကကြတော့ဖြိုးပြုတ်ထားလိုက်တယ်ပဲသီးလေးရဲ့ခွေးနှံညွန့်ရဲ့ပြီးကောက်ကောက်ညွန့်ကဖြိုးအစိမ်းနဲ့တို့မှာပေါ့နော်စိတ်ကလေးစားလေးတို့စီပြန်လေးချက်ထားပါတယ်ဒါကတော့တော်ရရကူလာတဲ့ဝါပင်လေးတွေဝါပင်လေးကိုဝါယိုဟင်္ကာလေးချက်လိုက်ပါပြီကဲအဲ့ဆိုလို့ရှိရင်ထမင်းမဲမဲဆဆပါတော့မယ်ဘိုက်လဲစားနေပြီဆိုတော့လေကဲစိတ်ကလေးစားလေးရင်ထက်ပြီးရင်ဒါကြတော့ကောက်ကောက်ညွန့်ကောက်ကောက်ညွန့်လေးဖြိုးခူးတာနည်းနည်းပဲရလို့လေသူများနာတောင်းဝယ်ခဲ့တာဒါကောက်ကောက်ညွန့်လေးတွေပြရရှယ်ပဲ။ ကဲအရှိပါရှိနေပါပြီကဲဖြိုးရဖူလေးတွေအရင်ကျွေးပါမယ်အကောင်ညွန်ကျော်လေးရေစားကြပါအောင်ရှင်ဖြိုးရစားပါတော့မယ်ဒီချင်ရလေ ခရင်းနဲ့ဒီမရှိရောအညွန့်တွေရောကောင်းနေပါကျွတ်တို့ရာဒီဆိုလို့ရှိရင်ဒါတောစားလေးနဲ့အဆင်ပြေနေရော ဒီအငါကကြတော့ဖြိုးတော့ငပေါင်းတော့ထုတ်စားတဲ့အခါကျလို့ရှိရင်ထည့်ပြီးတော့ထုတ်စားဖြစ်တာပေါ့နော်။သူကချိုးတယ်သိလား။ ဒီသကောက်ညွန့်နေရလေကိုရိုင်းခူးတော့လေခြုံလဲခြုံလဲနွနုလေးတွေခူးတာဆိုတော့လေစကောက်နေသေးလားอืมอืมအော်ရဒါဒီတော့ညာလေးလက်လက်ဆက်ခူးပြီးတော့လေအဲ့လိုလက်လက်ဆက်တို့ရတယ်အရန်ခြုံပဲသေးတယ်ခြုံရဲ့ဟင်းရည်အားလုံးอ่ะလေး ဥစားကြီးရွှေစုံဟင်းခတ်မုတ်နဲ့ပဲချက်လို့လားမသိအကောင်လာလေအရသာကိုထိညောပဲသိလားဒီဟင်းခတ်မုတ်ကလေဟင်းနေချက်တဲ့အခါမှာပဲဖြစ်ဖြစ်အရေးတောက်ချက်တဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့နော်ပြီးရင်အတုပ်တွေတုပ်စားတဲ့နေရာမှာလည်းထည့်ပြီးတော့အသုံးပြုလို့ရတယ်နော်ဒါပြွဲလက်ဆွဲဖြစ်နေပြီပေါ့နော်ဥစားကြီးရွှေစုံဟင်းခတ်မုတ်လေးကလေဟင်းချက်တိုင်းနဲ့ထည့်ပြီးတော့သူ့ပဲသုံးနေသိလားအဲ့ဒါကြောင့်အရသာအကောင်ရှိတော့ထမင်းနဲ့မိန်တာပေါ့နော်အခုတော့ထမင်းတစ်ပုဂံရရကြည့်အောင်တော်တော်ကိုဝိုင်းဟွန်း ကောင်းလို့သမီးတော်မေဝါယူဖြိုးတို့သမီးစားမင်းကျင်နေဆိုလို့ရှိရင်တော့လိုက်ပြီးတော့ချက်စားကြည့်ရအောင်เนาะဖြိုးကတော့ဒါအနေနဲ့သုံးနေတဲ့ဥစားကြီးရွှေစုံချင်းခတ်မုံလေးကိုသုံးပြီးတော့ချက်သွားတာပေါ့เนาะကဲနောက်ပြီးတော့ကြာလို့ရှိရင်လည်းဖြိုးဘာတွေချက်ပြပြီးတော့ဘာတွေစားပြအောင်မလဲဆိုတာဆက်မှတ်ကြည့်ပေးကြပါအောင်ရှင်တက်တာ